ရခိုင်ကြောက်ဖြူတိုက်ပွဲမှာတော့စစ်ကောင်စီတပ်တွေအထိနာနေရခိုင်မှာမြို့သိန်းတိုက်ပွဲဆင်နေနေတဲ့အာဂရော AA ကတော့ကြောက်ဖြူကိုထိုးစစ်အရှိန်မြင့်တင်တိုက်နေပြီလို့စီးလိလသူတွေကပြောပါတယ်အခုရခိုင်ကလာတဲ့တိုက်ပွဲသတင်းတွေအရကြောက်ဖြူဒညဝတီရေတဲ့စကန်ကို AA ကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့လည်းစီးလိလသူတွေကပြောဆိုထားပါတယ်အခုလက်ရှိမှာ AA ရဲ့ထိုးစစ်ကြောင့်ကြောက်ဖြူမြို့နယ်မှာရှိတဲ့ဒညဝတီရေတဲ့ဌာနချုပ်နဲ့ကာကင်းစကန်တို့ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့တတ်ဆုပ်ပြေးသွားပြီလို့လည်းဒေသခံစီးရေးသတင်းမြစ်တွေနဲ့ဒေသအခြေ ီဆိုင်သတင်းမီဒီယာတွေကပြောဆိုထားပါတယ်။စီရန်ဘိုကြီးစင်ရုံကအာရကစစ်မြေပြင်ကတော့ကြမ်းတရက်ကြမ်းလာပြီးဖြစ်ပါတယ်။ကြောက်ဖြူမျိုးနယ်မှာဆိုရင်စစ်ကောင်စီကတော့စစ်မျက်နှာနှစ်ခုဖွင့်ထားရပါတယ်။ရဲတပ်ရင်သုံးသနစ်အနီးနဲ့တပုတ်တောင်တိုက်နယ်လျှောက်ချောင်းနဲ့စီမော်ကြားမှာပြင်းထန်နေတာဖြစ်ပြီးတော့စစ်ကောင်စီတပ်တွေကိုလက်ရဖမ်းဆီးနေတာလည်းရှိနေပါတယ်။လက်နက်ကြီးပြအားနဲ့ဒရုန်းအုပ်ဖွဲ့ပြီးတော့တိုက်စစ်ဆင်နေတဲ့ကြားကနေစစ်ကောင်စီကတော့အရေးနေတာဖြစ်တယ်လို့လည်းအခုလက်ရှိကြောက်ဖြူကတိုက်ပွဲအခြေအနေကိုပြောဆိုထားပါတယ်။မြေပြင်စစ်ရဲတရင်မြစ်တွေရဲ့ပြောဆိုချက်တွေအရတညဝရီရေတဲ့ဌာနချုပ် အပါဝင်စစ်ကောင်စီတပ်ရင်းတွေအားလုံးကိုတော့ RA ကဝိုင်းပတ်ပိတ်ဆို့ထားတယ်လို့လည်းပြောဆိုထားပါတယ်။အခုစစ်ကောင်စီရဲ့တညဝရီရေတပ်ဌာနချုပ်အနီးမှာရှိတဲ့အမှတ်၃နှစ်ရေတပ်ရင်းတောင်မော်ကြီးရေတပ်ဌာနကွယ်ကြောက်တလုံးဖျားအနီးမှာရှိတဲ့ခမရ၅လေးနဲ့ကွန်ချွန်းရအနီးမှာရှိတဲ့ခမရ၅လေးတုံခလာရ၃လေးတို့ကိုပိတ်ဆို့ထားတယ်လို့လည်းစီးရီးသတင်းမီဒီယာကပြောဆိုထားပါတယ်။ချက်ပြူကတပ်ဖွဲ့တွေမှာရှုံးမဲမဲနေတဲ့စစ်ကောင်စီကတော့တညဝရီရေတပ်ဌာနချုပ်အနီးကျေးရွာတွေကိုတော့စစ်ကြောင်းထိုးလာလို့လည်းအဲ့စစ်ကြောင်းနဲ့အေတို့တပ်ဖွဲ့တွေပြင်းထန်နေတယ်လို့လည်းပြောဆိုထားပါတယ်။တညဝရီရေတပ်ဌာနချုပ်အနီးမှာရှိတဲ့ တဲ့ရှောက်ချောင်းစမ်းချုံကတ်တပြေပြတဲ့ကြက်တိန်ဒွန်မတောင်စီးမော်ကုကင်ကျေးရွာတွေကိုစစ်ကောင်စီကပြီးခဲ့တဲ့ဖေဖော်ဝါရီလကုန်ပိုင်းကစပြီးတော့ဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခတ်ခဲ့တယ်လို့လည်းပြောဆိုထားပါတယ်အခုလက်ရှိမှာတော့စစ်ကောင်စီကတော့တော့ပြူတိုက်ပွဲတွေကိုကြီးရီလီတွေနဲ့ကြီးရီလီတက်တွေနဲ့ကုကန်နေတယ်လို့လည်းဒေသသင်းသတင်းမီဒီယာမှာတော့ဖော်ပြထားပါတယ်အဲ့ဒီဒညဝူရီရေတဲ့ဌာနချုပ်အနီးပတ်ဝန်းကျင်ကတော့စစ်ကောင်စီကပိတ်ဆို့ထားပြီးတော့ကင်းမုံတွေကဖျက်ဆီးသွားလာသူတွေကိုတားမြစ်တာတွေလုပ်နေပြီးတော့ရေတဲ့ဌာနချုပ်အနီးမှာရှိတဲ့ပင်လယ်ပြင်ကိုလည်းတိုက်သင်းမော့တွေနဲ့ကင်းလဲတာတွေပြုလုပ်နေတယ်လို့လည်းစီးရီသတင်းမီဒီယာကပြောဆိုထားပါတယ်ဒေသသင်းသတင်းမီဒီယာ တွေရဲ့ပြောဆိုချက်အရစပ်ဖြူတင်ညဝရီဌာနချုပ်ကလည်းနဲ့ကြည်ရင်နဲ့ပြစ်ခတ်မှုကြောင့်ကတ်တပြေကြေးရွာမှာထပ်မံမိလောင်နေတယ်လို့လည်းစီးရီးသတင်းမီဒီယာကပြောဆိုထားပါတယ်။အဲ့ဒီရေတဲ့ဌာနချုပ်အနီးမှာတည်ရှိတဲ့လူနေကြေးရွာတွေကတော့စစ်ကောင်စီအတက်ကအဓိကထားပြစ်မှတ်ထားပြီးတော့နေတိုင်းလူလူလည်းနဲ့ကြည်ရင်နဲ့ပြစ်ခတ်တက်ခတ်နေတယ်လို့လည်းဒေသခံတွေကပြောဆိုထားပါတယ်။နောက်ထပ်ပြပြပေးခြင်းတဲ့သတင်းကတော့စကိုင်းတိုင်းကတ္တာမှာစစ်ကောင်စီရဲ့စစ်ကူစစ်ချောင်းကို KIA နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်လို့စစ်ကောင်စီရဲ့တပ်မ89စစ်ကူစစ်ချောင်းကစစ်သား40တေဆုံးပြီးတော့34ဦးအရှင်ဖမ်းမိတဲ့သတင်းကိုလည်းပြောပြပေးခြင်းပါတယ်။ကတ္တာမျိုးဘက်ကနေအင်းတော်မျိုး ုးဘက်ကိုစစ်ကူလာတဲ့စစ်ကောင်စီတပ်တမ80ခွန်ကအင်အား150ပါစစ်တပ်စစ်ကြောင်းကိုတော့ချိန်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ပြည်သူ့ကာကွယ်တပ် PDF ပူးပေါင်းတပ်တွေကနေကြားပြတ်တိုက်ခတ်ခဲ့ရမှာအဲ့ဒီတပ်ဖွဲ့တွေမှာတော့စစ်ကောင်စီစစ်သား40ခန်းတည်ဆုံပြီးတော့ကနေကူမှာတော့စစ်သုံးဘက်29ဖမ်းမိတယ်လို့လည်းစစ်ရေးတရင်းမြင့်တွေကပြောဆိုထားပါတယ်ပြီးခဲ့တဲ့မလ18ရက်နေ့ကစစ်သုံးဘက်4ကိုထပ်မံဖမ်းဆီးရမိတာကြောင့်ထပ်မံဖမ်းဆီးရမိတယ်လို့လည်းကချင်စစ်ရေးတရင်းမြင့်တွေကပြောဆိုထားပါတယ်အဲ့ဒါပြင်နှစ်နှစ်ခန်းအများအပြားကိုလည်းတင်းဆဲရမိတယ်လို့ဆိုပါတယ်အဲ့ဒီလိုတိုက်ခတ်ခံရပြီးတော့စစ်ကောင်စီစစ်ကြောင်းကတော့ကတာမျိုးဘက်ကိုဖွဲ့ စည်းပုံပြတ်ပြီးတော့ထွက်ပြေးနေလို့ KIA နဲ့ပူးပေါင်းတပ်တွေကနောက်ကနေလိုက်လံတိုက်ခိုက်နေရတယ်လို့လည်း KIA ရဲ့သတင်းမြင့်ကပြောဆိုထားပါတယ်။အဲ့ဒီတိုက်ပွဲတွင်အရှင်ဖမ်းမိရမိတဲ့စစ်ကောင်စီတပ်သား34ဦးရှိပြီးတော့ကြာရှိနေပြီးထွက်ပြေးလျော့နေတဲ့စစ်ကောင်စီတပ်သားတွေကလိုက်လံဖမ်းဆီးပြီးတော့နေမြေရှင်းလင်းရေးကိုဆက်လက်လှုပ်ဆောင်နေတယ်လို့လည်း KIA ရဲ့စီးရေးသတင်းမြင့်ကသတင်းမီဒီယာကိုပြောဆိုထားပါတယ်။စီးရေးလေးလက်ဆောင်ကြီးတို့ပြည်ထောင်စုကြီးပြင်ရောကစကနေ့မှာ KIA နဲ့ပူးပေါင်းအဖွဲ့တွေလက်ဆန်းပြထားတဲ့ပွဲကြီးကတော့မြင်နေပဲမျိုးကတားကနေအင်းတော်ဘက်ကိုစစ်ကူတက်လာတဲ့စစ်ကြောင်းကိုဂျာပြတ်တိုက်ခိုက်ထားနိုင်တယ်။150ပါတဲ့စစ်ကြောင်းဖွဲ့စည်းပုံပြတ်သွားတဲ့ ့20လောက်တည်ပြီး29ရောက်ကိုဖမ်းဆီးရမိတာတဲ့တနက်ခင်းအများပြားကိုလည်းတင်းစီရမိပြီးတော့တင်းစီရမိတဲ့လည်းဒီကတော့ဒီနံပါတ်တော့မပါရသေးတဲ့အသက်ချွတ်တွေပါနေပုံအရလူသစ်တွေကိုလည်းနဲ့အသက်ချွတ်တွေအလင်းစလိုထုတ်ပေးနေရတဲ့အနေဓာဖြစ်နေတယ်။တနက်တွေကိုကာလာရှိတင်းနာတဲ့ခါမှာတန်တဲ့အစိပ်ပိုင်းတွေကိုအမဲစီတုတ်လင်းပြီးတော့ထားသူလေးရှိတယ်။ပေမီတချို့မှာအလင်းဝင်လာတဲ့ခြားတိတ်တွေတင်ဆောင်လာတဲ့တနက်တွေမှာအမဲစီတော့မပြောင်းသေးဘူး။အမဲစီရှိနေသေးတဲ့တနက်နဲ့ပြစ်ခတ်လို့ချင်းအတွက်လည်းပြစ်တဲ့အချိန်ဆိုရင်ကြည်ညက်တဲ့သဘောတရားရှိတယ်။လော့ကားအခြေဆိုင်ချက်တက်ခလာရ6ဆိုတော့တမ89နဲ့စူပေါင်းစပေါင်းတက်တွေဖြစ်ပါလိမ့်မယ်။ဒီနေ့ပွဲကတော့ဒီ ပွဲနဲ့တင်အရသာတော်တော်လေးရှိနေပြီလို့လည်းစကိုင်းကစီးရဲချင်းတွေကိုတုံးသက်ပြောဆိုထားပါတယ်တပ်ပွဲတွေမှာဖန်စီရမိတဲ့စစ်သုံးပန်းတွေရဲ့ရုပ်သံဗီဒီယိုဖိုင်ရအစစ်ကောင်စီတက်မှ89လောက်ကန်တရင်ကစစ်တီတွေပါဝင်တာတွေ့ရတယ်လို့လည်းစီးရဲသတင်းမီကပြောဆိုထားပါတယ်အဲ့ဒီစစ်ကောင်စီတက်စစ်သုံးပန်းတွေဖန်စီရမိတဲ့ရုပ်တံကိုတော့ကချင်တောင်နဲ့လူမှုကွန်မှာဖော်ပြခဲ့ပြီးတော့စစ်သုံးပန်း20ဦးကန်ကိုလမ်းမတနေရမှာဖန်နာပြီးပူပေါင်းတပ်ဖွဲ့တာဝန်ရှိသူတွေကစစ်ဆေးမေးမြန်းမှုတွေပြုလုပ်တာကိုတွေ့ရတယ်လို့လည်းဆိုပါတယ်မင်းတို့ပေါ်ထားဆောက်တွေလားဆိုပြီးတော့ပူပေါင်းတဲ့တာဝန်ရှိသူတို့ကမေးမြန်းတဲ့အခါမှာတော့စစ်သုံးပန်းကဟုတ်မှန်တယ်လို့ဖြေချတာလည်းတွေ့ရပါတယ် ယ်အဲ့ဒါပြင်ပေါ်တာဆွဲခံရပြီးစစ်တဲရောက်လာခြင်းဖြစ်တယ်လို့လည်းစစ်သားတို့ကပြန်လဲတုံ့ပြန်ပြောဆိုတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဖမ်းဆီးကဏ္ဍရဲ့စစ်သုံးမင်းတွေကအစဉ်ပြောင်းဆက်ဆံမယ်လို့ပူပေါင်းတဲ့အရာရှိကပြောကြားထားပြီးတော့ဘာမှမပြည့်စရာဘူးဆိုပြီးတော့အစာရည်စာနဲ့ရည်တွေပေးမယ်လို့ကြေပြတာတဲ့ကြောင့်လည်းဗီဒီယိုဖိုင်ထဲမှာတော့ပေါ်ပြထားပါတယ်စစ်ကောင်စီတပ်ကနိုင်ငံတကာလူငယ်လူရွယ်တွေကိုပုံစံမျိုးစုံနဲ့အဓမ္မစစ်သားစစ်ဆောင်ပြီးစစ်တမ်းပေးကအချိန်လိုတွင်ရှင်တဲ့စစ်မှန်တွေကိုစေလွတ်နေတာလည်းဖြစ်ပါတယ်တိုက်ပွဲအတွက်ကြောင့်မရှိတဲ့စစ်မှုတွေတရားတွေကိုစစ်မှုပြေမှာအသုံးပြုနေတာကြောင့်တိုက်စုံထိခိုက်မှုတွေများပြားတဲ့ကဲသူတစ်ဖက်မှာလည်းထွက်ပြေးတာတွေတော်လိုင်းတည်းတည်းနဲ့လက်နဲ့ချအလေး င်းဝင်တာတွေဆက်လက်ရှိနေတယ်လို့လည်းစီးရီးလိလာသူတွေကမှတ်ချက်ပေးတာပါတယ်အခုလက်ရှိအင်းတော်မျိုးတွေမှာတော်လိုင်းကတွေကတော့ပြီးခဲ့တဲ့2024ခုနှစ်ကစပြီးမြို့သိမ်းတိုက်ပွဲဆင်းနေနေရာမှာနေရာအများစုကိုနေရာအများစုကိုထိန်းချုပ်ထားတော့လည်းပဲအပြစ်သက်မသိနိုင်သေးတဲ့ထိတွေ့တိုက်ပွဲတွေနေ့စဉ်ဖြစ်နေတယ်လို့လည်းဒေသခံစီးရီးသတင်းမီကပြောဆိုထားပါတယ်